အီရန်နဲ့အစ္စရေးတို့ဒုတိယအခြေအတွက်ပြင်ဆင်နေကြပုံရပြီးတော့နေဖက်စလုံကစစ်ပွဲစားဖို့အတွက် လူသူလည်းနဲ့အပြည့်စုံစုဆောင်နေကြပါပြီ။အီရန်အရာရှိတွေကတရုတ်ကိုလက်နက်တွေပို့ဝယ်ဖို့သွားနေကြပြီးအီရန်ပြည်သူတွေကိုနိုင်ငံပိုင်ရုပ်သံမှာစစ်အတွက်ပြင်ဆင်ထားဖို့လူသိရှင်ကြားပြောဆိုနေပါတယ်။အစ္စရေးအရာရှိတွေကလည်းအလားတူပဲအမေရိကန်ပြည်တော်စုကိုလက်နက်တွေပို့ဝယ်ဖို့ရောက်လာကြပါတယ်။ဒါရီအားလုံးနဲ့နောက်ထပ်အကြောင်းအရာတွေကိုဒီနေ့ဗီဒီယိုမှာဆွေးနွေးတင်ပြပေးသွားပါမယ်။ ်ပထမဆုံးအနေနဲ့အီရန်ထိပ်တန်းအရာရှိတဦးရဲ့မှတ်ချက်တွေနဲ့စပါမယ်။သူကတော့အီဘရာဟင်မူချာဂီဖြစ်ပြီးတော့အီရန်နိုင်ငံရေးသမားကြီးတဦးရဲ့အကြံပေးလဲဖြစ်တယ်လို့ခန်တက်ကတူရဲ့ထိပ်တန်းအုပ်ချုပ်ရေးမှူးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့သူပါ အီဘရာဟင်မူဂျာဂီကပြောကြားခဲ့တာကတော့အစ္စရေးနဲ့အမေရိကန်ဟာအပြည့်ခက်ရဲစဲရေးကိုသူတို့ရဲ့အင်အားပြန်စုပြီးဆွေးရီရီမြင့်တင်ဖို့နီလန်တစ်ခုအဖြစ်မြင်နေပါတယ်။အီရန်ကတော့ငြိမ်းချမ်းရေးဝယ်လိုလားပြီးကျူးကျော်မှုမရှိသေး၍တိုက်ပွဲတွေရပ်တန့်တာကိုလည်းခံပါတယ်။ဒါပေမဲ့အစ္စရေးနဲ့အမေရိကန်တို့အတွက်ဒီလိုအခြေအနေမျိုးကတကယ်ပဲစဉ်းစားစရာဖြစ်နေသလားဆိုတာမေးခွန်းထုတ်စရာပါပဲ။ ကျွန်တော်အမြင်နဲ့ရရှိထားတဲ့အထောက်အထားတွေအရဆိုရင်အများဆုံးတစ်ပတ်အတွင်းမှာအစ္စရေးကအမေရိကန်ရဲ့အကူအညီတွေနဲ့စစ်စင်ရေးတွေပြန်ဆောက်လိမ့်မယ်လို့ညွှန်ပြနေပါတယ်။ဒါရီကအရင်ကလိုပဲရုဒိယတိုက်ခိုက်မှုတွေနဲ့ဆက်ပြီးနောက်တစ်ဆင့်မှာတော့ဖျက်ဆီးမဲ့စစ်စင်ရေးတွေဆက်လုပ်လာနိုင်ပါတယ်။ဒါကြောင့်ကျွန်တော်အလေးနဲ့ပြောချင်တာကတော့ဘယ်သူမှအမေရိကန်နဲ့အစ္စရေးကတောင်းဆိုတဲ့အပြစ်အခက်ရစဲရေးကို အလေးနဲ့မထားသင့်ပါဘူးလို့စစ်ပွဲစားဖို့လူသိရှင်ကြားလှုပ်ဆော်ခဲ့ပါတယ်။ အီရန်နိုင်ငံရေးကိုအနီးကပ်စောင့်ကြည့်နေသူအများအပြားက ဒီလိုပြောတာမှန်တယ်လို့သဘောတူကြပါတယ်။အီရန်ရဲ့လုံရဲတွေကိုကြည့်ရင်ပုံစံတစ်ခုပေါ်ထွက်လာတာတွေ့ရပါတယ်။အမေရိကန်ရဲ့တိုက်ခိုက်မှုပြီးတာနဲ့အီရန်နိုင်ငံသားကြီးဝင်ကြီးကမော်စကိုကိုပူတင်နဲ့တွေ့ဖို့သွားခဲ့ပါတယ်။အဲဒီအစည်းအဝေးပြီးတာနဲ့တရုတ်ချင်းလီရင်နေနဲ့တရုတ်လက်နက်တွေဝယ်ဖို့ပေကျင်းကိုတန်းသွားခဲ့ပါတယ်။အီရန်မှာရုရှား SU-35 ဂျယ်လီယင်တွေဝယ်ဖို့သဘောတူညီချက်ရှိပြီးသားဖြစ်ပေမဲ့အချိန်ကြာနေလို့အီရန်ကသူတို့ရဲ့ဂျယ်လီယင်တွေကိုမြန်မြန်လိုချင်ပုံရပါတယ်။ဒါ့ ါကြောင့်နိုင်ငံခြားရေးဝန်ကြီးဟာရုရှားကိုစာချုပ်ဖြတ်သိမ်းဖို့တွားခဲ့မယ်လို့ကျွန်တော်ထင်ပါတယ်။ပြီးတော့တရုတ်ရဲ့ J10 Jellyin အသစ်တွေကိုမှာဖို့ပေကျင်းကိုတွားခဲ့ပါတယ်။ဒါတခုရင်းနဲ့တော့အီရန်ကစစ်အတွက်ပြင်ဆင်နေရလို့မဆိုနိုင်ပါဘူး။ဘာလို့လဲဆိုတော့သူတို့ရဲ့လေယာဉ်အများစုကိုအစ္စရေးရဲ့စစ်စင်ရေးမှာ ဆုံးရှုံးခဲ့ရတာဖြစ်ပြီးတော့လေတဲကိုပြန်လဲတီဆောင်နေရလဲဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒါအပြင်အီရန်ဝန်ကြီးတွေလူသိရှင်စာပြောနေတဲ့တခြားအရာတွေနဲ့ပေါင်းလိုက်ရင်တော့အီရန်ကစစ်ပွဲအတွက်ပြင်ဆင်နေတယ်လို့ယူဆနိုင်ပါတယ်အီရန်တင်မကပါဘူးအစ္စရေးကလည်းပြင်ဆင်နေပါတယ်အီရန်ရဲ့ထိတ်တဲအရာရှိတူက လက်တလောတိုက်ခိုက်မှုတွေဖြစ်ပြီးတဲ့နောက်မှာတောင်သူတို့ရဲ့နျူကလ িয়ার အစီအစဉ်ကိုဆက်လုပ်သွားမယ်လို့လူသိရှင်ကြားပြောခဲ့ပါတယ်။သူပြောတာကတော့အပြစ်ခက်ရဲ့စေကြီးအတွက်ဘယ်နည်းရလို့သတ်မှတ်ရခြင်းမရှိသေးပါဘူး။တမရထရန်ကဒီသတင်းပတ်အကြောင်းပြောခဲ့ပေမဲ့ကျွန်တော်တို့ဘက်ကတော့ဘယ်နည်းရကိုမှသဘောတူညီထားတာမရှိသေးပါဘူး။နေလန်းကိုလည်းသဘောတူညီရခြင်းမရှိသေးဘူးလို့ရှင်းပြပါတယ်။လက်ရှိမှာသူတို့အနေနဲ့မိကုန်တစ်ခုကိုအပြေအဝရှာနေစေပဲလို့ဝန်ကြီးကဆက်ပြောပါတယ်။ ကျွန်တော်တို့ဆွေးနွေးနေတဲ့အချိန်မှာပဲကျူးကျော်မှုတွေထပ်ဖြစ်လာနိုင်လားဆိုတာသူတို့အတွက်အဓိကစဉ်းစားစရာဖြစ်နေတာပါသူတို့အမေရိကန်နဲ့အစ္စရေးဘက်ကသူတို့ရဲ့ယက်တီချက်ကိုရှင်းရှင်းလင်းလင်းမပြောသေးဘူးလို့လည်းသူကထပ်လောင်းပြောပါတယ်။အီရန်ရဲ့နျူကလီးယားအစီအစဉ်ကိုပြန်စင်စားဖို့အချိန်တန်ပြီလားဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့လည်းပြောဆိုမှုတွေရှိနေပါတယ်။ သတင်းတွေအရအီရန်ကယူရေနီယံကိုသူ့ဘာသာသူတန့်စင်မှုတွေမလုပ်ဖို့သဘောတူရင်ပိတ်ဆို့မှုဖြေလျှော့တာအီရန်မှာယင်းနီမျိုးနံနာမျိုးတွေပါဝင်တဲ့သဘောတူညီချက်တစ်ခုဖြစ်နိုင်တဲ့ဆိုရဲအလားအလာတွေပေါ်လာတာပါရှန်က60ရာခိုင်နှုန်းတန်းစင်ထားတဲ့ယူရီနီယံကိုငင်းချဲကြီးအတွက်အသုံးပြုနေပါတယ်လို့ပြောဆိုတာကတကယ်တမ်းမှာတော့နားလည်ရခက်တဲ့အခြေအနေတစ်ခုပါ။ဒါလို့လဲဆိုတော့အီရန်ရဲ့အငင်းခုံတစ်ခုလုံးက သူတို့ရဲ့နျူကလ িয়ার ဆက်ရုံတွေဟာအရက်ခတ်သုံးစွမ်းအင်အတွက်ယူရေနီယံတန်းစင်ဖို့လိုအပ်ပါတယ်လို့ပြောနေတာအကြောင်းပါ။ဒါပေမဲ့ဒီနေရာမှာပြဿနာတစ်ခုရှိပါတယ်။အရက်ခတ်သုံးနျူကလ িয়ার ဓာတ်ပေါင်းပိုတွေအတွက်ဆိုရင်ယူရေနီယံကို 3လေးရာခိုင်နှုန်းလောက်ပဲတန့်စင်ဖို့လိုတာပါဒီပမာဏကငြိမ်းချမ်းတဲ့ရည်ရွယ်ချက်အတွက်အလုံအလောက်ပါပဲဒီအပြင် American ပြည်ထောင်စုကအီရန်မှာအရက်ဖတ်သုံးနျူကလ িয়ার ဓာတ်ပေါင်းကိုရှိတာကိုဘယ်တော့မှပြဿနာမရှိခဲ့ပါဘူး American ကပြောခဲ့တာကအီရန်ရဲ့မဟာမိတ်ဖြစ်တဲ့တရုတ်လိုတခြားနိုင်ငံတွေကနေယူရေနီယံဝယ်ယူဖို့ပဲဖြစ်ပါတယ်ဒီလိုလုံးဆောင်တာကလည်းအစ်စ်အစမ်းမဟုတ်ပါဘူး Sweden, Finland, Belgium, Spain, Turkey, UAE, Egypt စတဲ့နိုင်ငံများစွာဟာတခြားနိုင်ငံတွေကနေယူရေနီယံဝယ်ယူပြီးသူတို့ရဲ့အရက်ဖတ်သုံးနျူကလ িয়ার အစီအစဉ်တွေကိုဆောင်ရွက်နေကြတာပါ။အကယ်၍အီရန်ကလည်းဒီလိုလုပ်ချင်တယ်ဆိုရင်အမေရိကန်ကဝန်တာအားရလိုက်ခံမှာပါ။ဒါပေမဲ့အီရန်ကတော့ဒီလိုလုပ်ချင်ပုံမပေါ်ပါဘူး။ဘာလို့လဲဆိုတော့အီရန်ဟာအရက်ဖတ်သုံးနျူကလ িয়ার အစီအစဉ်ကိုတကယ်တမ်းစိတ်မဝင်စားဘူးလို့ယူဆလို့ရပါတယ်။လွန်ခဲ့တဲ့10နှစ်အတွင်းအီရန်ဟာသူ့ရဲ့တန်းစင် င်ထားတဲ့ယူရေနီယံရဲ့တရားဂိုင်းလုံးကိုသာအရဖက်သုံးအတွက်အသုံးပြုခဲ့ပါတယ်။ဇန်နဝါရီကိုမလုပ်ခဲ့လဲဆိုတော့60ရာဂိုင်းလုံးအထိတန်းစင်ခဲ့တာပါ။အရဖက်သုံးစွန့်အင်အတွက်400ရာဂိုင်းလုံးတန်းစင်မှုပဲလို့ရတယ်ဆိုတာကိုပြန်စင်စားကြည့်ပါ။60ရာဂိုင်းလုံးဆိုတာငင်းချင်းအတွက်လုံးဝမဟုတ်ပါဘူး။ချက်ပြောရရင်60ရာဂိုင်းလုံးနဲ့တော့တကယ်စီနျူကလ িয়ার လက်နက်တစ်ခုလုံးလို့မရပါဘူး။ဒါပေမဲ့60ရာဂိုင်းလုံးကနေ90ရာဂိုင်းလုံးကိုသွားဖို့ကနှစ်ပတ်လောက်ပဲကြာပါတယ်။ ဒါကြောင့်အီရန်ကသာလှုပ်ချင်ရင်နှစ်ပတ်အတွင်းနျူကလ িয়ার လက်နက်တစ်ခုဖန်တီးနိုင်တယ်ဆိုတော့ခေါင်းစည်းသတင်းတွေထွက်ပေါ်လာတာပါ။အီရန်မှာ60ရာခိုင်နှုန်းတန်ဆင်ထားတဲ့ယူရေနီယံစုဆောင်မှု ပေါင်800ခန့်အားလုံးကိုအသုံးပြုနိုင်ပါတယ်။ဒါရီက Fordo Isfahan အောက်မှာမြုပ်ထားတာဒါမှမဟုတ်ဘယ်သူမှမသိတဲ့လျှို့ဝှက်နေရာမှာထားရှိတာမျိုးဖြစ်နိုင်ပါတယ်။ဒီ60ရာခိုင်နှုန်းတန်းစင်ထားတဲ့ Uranium ပေါင်း800ဘယ်မှာရှိလဲဆိုတာဘယ်သူမှတိတိကျကျမသိပါဘူး။ဒါပေမဲ့ Iran ကဒီအချိန်လေးတလျှောက်လုံး Uranium ကို60ရာခိုင်နှုန်းအထိတန်းစင်နေခဲ့တာပါ။ ဒါကငြိမ်းချမ်းရေးရွေချက်အတွက်တကယ်မလိုအပ်ပါဘူး။လိုအပ်တာကတော့နောက်ထပ်တန့်စင်ပြီးနျူကလ িয়ার လက်နက်ကိုအမြန်ဆုံးဖန်တီးဖို့ပါပဲ။အီရန်ကဟာဒါရီကိုတန့်စင်ပြီးစူဆောင်းနေတယ်ဆိုတာအမေရိကန်ကသိပါတယ်။ဒါကြောင့်ဧပြီလ12ရက်နေ့ကဇွန်လ12ရက်နေ့အထိ အီရန်ရဲ့ဆွေးနွေးပွဲတွေလုပ်တော့ကဒါကအဓိကအချက်ဖြစ်ခဲ့ပါတယ်။သမရထရန်ကအီရန်ကိုယူရေနီယံတန်းစင်မှုစက်ရုံတွေပိုင်ဆိုင်စီစဉ်ခြင်းမရှိပါဘူး။အီရန်ကတော့ဒါကိုပိုင်ဆိုင်ဖို့ခေါင်းမာနေခဲ့ပါတယ်။ဒါကြောင့်အစ္စရေးရဲ့စစ်စင်ရေးကိုဆက်လုပ်ခဲ့တာပါ။ခင်ဗျားတို့မှတ်မိမယ်ဆိုရင်တော့အမေရိကန်ကစစ်စင်ရေးတွေကိုချိုးတင်သိရှိပြီးခွင့်ပြုချက်ပေးတယ်လို့အတည်ပြုခဲ့ပါတယ်။ဒါကြောင့်လည်း B2 ပုံကျဲလျင်တွေထွက်လာခဲ့တာပါ။ တမရထရန်ရဲ့အဓိကရည်ရွယ်ချက်ကတော့အီရန်ဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်လို့မရအောင်ဆိုတာပါပဲ။သူကသူတို့ဒါကိုနှစ်ပေါင်းများစွာစူးစမ်းနေခဲ့ပြီးရဖို့ရက်ကတပတ်အနည်းငယ်လောက်ပဲလို့တော့တာ။အဲ့ဒီအခါကျွန်တော်တို့ရဲ့လေရင်မှုတွေကကမ္ဘာပေါ်ကအဆင်ပြေဆုံးလေရင်တွေကနေဘုံတွေကိုမိတ်ဆက်ပေးလိုက်ပါတယ်။ဒီဘုံတွေကကြောက်တုံးအောက်ကိုအထက်30အနက်ထိထိုးပေါက်နိုင်စွမ်းရှိပါတယ်။ဒါဖြစ်နိုင်မယ်လို့ဘယ်သူမှထင်မှာမဟုတ်ပါဘူး။ဒါပေမဲ့သူတို့တကယ်ပဲဖြည့်ဆည်းပြည့်ခဲ့ပါတယ်လို့ဂုံယူစွာပြောပါတယ်။ စစ်စင်ရေးပြီးတဲ့နောက်မှာကျွန်တော်တို့အထူးရောင်းတဲ့နေ့နဲ့ကြုံခဲ့ရတယ်။ CNN ရဲ့ New York Times မှာ Trump ပြောသလောက်မကောင်းဘူး။လုံးဝမဖြစ်စည်းခဲ့ဘူးလို့ပြောနေကြတာကျွန်တော်မြင်နေရပါတယ်။သူတို့ကဒါကိုသတင်းတစ်ခုအဖြစ်ဖန်တီးဖို့စူးစမ်းခဲ့ကြပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ Iran ရဲ့စစ်ရုံတွေကိုလုံးဝဖျက်ဆီးပစ်ခဲ့တယ်လို့သာချက်ပေါ်လာပါတယ်။ ဒါကသူတို့စူးစမ်းနေတဲ့နျူကလ িয়ার ရှင်မန်းချက်တွေရဲ့အဆုံးသတ်ပဲလို့ Trump ကရှင်းပြပါတယ်။မကြသေးမီကရရှိထားတဲ့ foreign nuclear ဆက်ယုံမှဂျိုဒူပုံရိပ်တွေအရအဲ့ဒီနေရာမှာတိတာထင်ရှားတဲ့လှုပ်ရှားမှုတွေရှိနေတာကိုတွေ့မြင်နေရပါတယ်။ဒီပုံတွေကအီရန်ဟာဆက်ယုံအတွင်းကိုဝင်ရောက်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့အချက်ကိုညွှန်ပြနေပါတယ်။အထူးသဖြင့်စိတ်ဝင်စားစရာကောင်းတာကတော့ သူတို့ဟာဆက်ယုံရဲ့အဓိကအဝင်ပေါက်ကိုအသုံးပြုနေတာမဟုတ်ပဲအရင်ကဘီဒူးပုံကျဲလေးရင်နေဆက်ယုံကိုတိုက်ခိုက်ခဲ့တဲ့လေဝင်လေထွက်ပြုံတွေကနေဝင်ဖို့ကြိုးစားနေပုံရပါတယ်။တခြားဒီနီလန်းကသူတို့ပုံမှန်ဝင်ထွက်တဲ့နီလန်းနဲ့မတူပဲတခြားရည်ရွယ်ချက်တခုရှိနေနိုင်တယ်လို့ထွေးစရာဖြစ်နေပါတယ်။ဒီနေရာမှာပုံရိပ်တည်းရဲ့ရေးပါမှုကိုပို့ပြီးတော့နားလည်အောင်နှိုင်းရှင်ပြသလိုပါတယ်။ ကျူတူပုံရိပ်တွေမှာမြေပြင်လုပ်ငန်း32မျိုးကိုတွေ့ရပါတယ်။ဒါဟာ excavator မြေတူးဆက်ဖြစ်မလားဒါမှမဟုတ် bulldozer မြေကြီးဆက်ဖြစ်မလားဆိုတာတော့အတိအကျမသိရသေးပါဘူး။ဒါပေမဲ့အဲဒီဆက်ရဲ့အရွယ်အစားကိုစိုးပါလေးဝဲလေးထွက်ပြုံတွေတိုက်ခိုက်ခံရခဲ့ပြီးတဲ့နောက်ဖြစ်ပေါ်လာတဲ့အပေါက်ရဲ့အရွယ်အစားနဲ့နှိုင်းရှင်ကြည့်လိုက်တဲ့အခါအဲဒီအပေါက်ကတကယ်ကြီးမားတဲ့အပေါက်တစ်ခုဖြစ်နေတာကိုရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါတယ်။ဒါဟာဆက်ရုံအတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ပျက်စီးမှုတွေရဲ့ပြင်းထန်မှုကိုလည်း တနည်းအားဖြင့်ထင်ဟပ်ပြနေပါတယ်။ကဲဖော်ဒိုနျူကလ িয়ার စက်ရုံကနေရရှိထားတဲ့ဂျိုရုပုံရိပ်တွေကိုအသေးစိတ်ပြန်ကြည့်မယ်ဆိုရင်အရင်ကအီရန်ကသဲတွေနဲ့ပိတ်ထားခဲ့တဲ့ဥမင်တစ်ခုဟာအခုထိပိတ်ထားသေးပါ။ဒါကြောင့်အီရန်ကအဲ့ဒီဥမင်တွေကနေဝင်ဖို့စိတ်ကူးမရှိပုံရပါတယ်။ ပုံတွေအရအီရန်ဟာစစ်ရုံကိုတိုက်ခိုက်ခံခဲ့ရတဲ့နေရာကနေပဲဝင်ရောက်ဖို့ပြင်ဆင်နေပုံပါပဲ။သူတို့ဟာပြည်စည်းမှုတွေကိုအရင်ဆုံးတေချာစစ်ဆေးပြီးတိုက်ခိုက်မှုကြောင့်ပြည်စည်းမှုအခဲဖြတ်ခြင်း BDA ကိုလုံးဆောင်ကျင်ကြတာဖြစ်နိုင်ပါတယ်။ဒါမှလူတွေမလွတ်ခင်အခြေအနေကိုတည်တည်ချာချာသိရမှာပေါ့။ဒါကြောင့်ကင်မရာတစ်မျိုးမျိုးကိုအသုံးပြုပြီးအထဲကိုအရင်စူးစမ်းမယ်လို့ယူဆပါတယ်။ဂျိုရုပုံရိပ်တွေကိုနည်းနည်းထက်ချဲကြည့်လိုက်ရင်မြင်းကြီးဆက်ဘူဒိုဇာတွေစကန်ချဖို့နေရာပြင်ဆင်နေတာကိုတွေ့ရပါတယ်။ ပုံထဲမှာ grain တစ်ခုနဲ့ကားတစ်စီးလဲမြင်ရပါတယ်။ဂျိုရုပုံရိပ်ကနေကြည့်ရင်တော့တိတိလေးတွေပါပဲ။အရင်ကဂျိုရုပုံရိပ်တွေကိုမမေ့ကြမယ်ဆိုရင်စက်ယုံမှာလေးဝင်လေးထွက်အပေါက်နှစ်စုံရှိခဲ့ပါတယ်။အီရန်ကအခုအသုံးပြုနေတဲ့အပေါက်ကပို့ပြီးတော့ခိုင်ခန့်ပုံရပါတယ်။ဘာလို့လဲဆိုတော့ဒါကအသေးပေါ်မှာတိဆောက်ထားတာမဟုတ်ပဲကြောက်တုံးတွေပေါ်မှာတိဆောက်ထားတာကြောင့်စက္ကန်းချဖို့နေရာပြင်ဆင်ရတာပိုလွယ်ပါတယ်။ ဒါအပြင် MIDI တွေကိုတည်ထုတ်နေတဲ့ truck ကားတွေကိုလည်းတွေ့ရပါတယ်။အရင်ကသတင်းတွေနဲ့ပေါင်းလိုက်ရင်ဗီဒူးတိုက်ခိုက်မှုတွေဟာမအောင်မြင်ခဲ့ဘူးလို့ထင်ရနိုင်ပါတယ်။ဒါပေမဲ့ဂျူရူပုံရိပ်ကိုတကယ်လေ့လာကြည့်ရင်တိုက်ခိုက်မှုတွေမအောင်မြင်တာမျိုးမဟုတ်ဘူးဆိုတာပြသနေပါတယ်။ ဖော်ဒိုနျူကလ িয়ার ဆက်ယုံမှာဖြစ်ပေါ်ခဲ့တဲ့ပြည်စည်းမှုတွေကတော်တော်ဆိုးရွားတယ်လို့အီရန်ကိုယ်တိုင်ကယုံကြည်ပုံရပါတယ်။ဒါကြောင့်ပဲဆက်ယုံထဲကိုဝင်ရောက်ဖို့နေလန်းရှိမရှိစစ်ဆေးဖို့အတွက်ကင်မရာတမျိုးမျိုးကိုအရင်ဆုံးလွတ်တင်ပြီးတော့စူးစမ်းနေတာပါ။အကယ်၍ဝင်ရောက်ဖို့နေလန်းနေရှိမယ်တွေ့ရှိခဲ့မယ်ဆိုရင်ဗန်နီလန်ကအသင့်တော်ဆုံးလဲဆိုတာကိုသိပြီးတော့မှလူတွေကိုဆေးလွတ်မယ်လို့ယူဆနိုင်ပါတယ်။အနာဂတ်ဂျူရူပုံရိပ်တွေကနေဒီလှုံ့ဆော်မှုတွေနဲ့ပတ်သက်ပြီးတော့ပုံမှန်ရှင်းလင်းတဲ့အချက်အလက်တွေရရှိလာမယ်လို့မျှော်လင့်ရပါတယ်။ မန်ဇာရလိုပုတ်ကလေးကကုမ္ပဏီတွေကဂျူရုတက်ပုံတွေရောင်းချနေပေမဲ့အစိုးရတွေမှာတော့ပို့ပြီးတော့အစွမ်းဆောင်ရည်မြင်ပါတဲ့ဂျူရုတွေရှိပါတယ်။ဒီဂျူရုတွေက Forjo စက်ရုံကိုပို့ပြီးတော့နီးကပ်စွာချဲကြည့်နိုင်တာဒါမှမဟုတ်ပို့ပြီးတော့ထိန်းချုပ်နိုင်တာမျိုးဖြစ်နိုင်ပါတယ်။ဒါကြောင့်အစိုးရတွေအနေနဲ့ကျွန်တော်တို့ထပ်ပို့ပြီးတော့ထောက်လိုင်းအချက်လက်တွေကိုရှိပြီးအီရန်ဘာလုံးနေလဲဆိုတာကိုနိုင်ငံတိုင်းသိနိုင်မယ်လို့မျှော်လင့်ရပါတယ်။ ကျူရူလာဖို့နေတိုင်းစောင့်စီရမလို့ပဲအများနဲ့နေပါခြေရခံနိုင်တာအကြောင်းပါကျူရူတွေကကဘာပတ်ရပေမဲ့အစိုးရတွေကကျူရူအများပြားကိုအသုံးပြုပြီးစောင့်ကြည့်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်ဒီသတင်းတွေလျှို့ဝှက်ချက်ထုတ်ပြန်တဲ့အခါပုံမိုသိရှိရမှာပါဒီတစ်ဖက်မှာလည်းအီရန်တင်မကပါဘူးအစ္စရေးကလည်းစစ်ပွဲအထွက်ပြင်ဆင်နေပါတယ်မကြာသေးခင်ကအစ္စရေးဟာအမေရိကန်ပြည်တော်စုကနေစစ်ပစ္စည်းအများပြားကိုဝယ်ယူခဲ့ပါတယ် ပြည်ထောင်စုမြင်တွေ့ရတဲ့အချိန် Trend အစိုးရက Israel ကိုဒေါ်လာသန်း900တန်ဖိုးရှိ လေကြောင်းဘုံးတွေအတွက်တိကျတဲ့လမ်းညွှန်မှုကိရိယာအစုံတွေရောင်းချဖို့ကွန်ရက်ကိုအကြောင်းကြားခဲ့ပါတယ်။ဒီပစ္စည်းတွေထဲမှာပေါင်2000လေးချင်ရှိတဲ့ BLU 109ဘုံးတွေနဲ့ပေါင်900လေးချင်ရှိတဲ့ MK82 ဘုံးတွေလည်းပါဝင်ပါတယ်။ဒါက Israel ရဲ့စီးရီးစွမ်းရည်ကိုမြင့်တင်ဖို့ American ကထောက်ခံနေတာကိုပြသနေပါတယ်။ဒါအပြင် Israel ဝန်ကြီးချုပ် Netanyahu က တနင်္လာနေ့မှာသမရထရန်တွေးဆောင်ဖို့အမေရိကန်ပြည်ထောင်စုကိုရောက်လာဖို့မျှော်လင့်ရပါတယ်။ဒီတွေးဆောင်မှုကဘာအကြောင်းရမဆိုဖြစ်နိုင်ပါတယ်။ပြည်ထောင်မမိတယ်ဆိုရင်တော့ဧပြီလ12ရက်နေ့မှာအီရန်ရဲ့ဆွေးနွေးပွဲတွေမစခင်က ဒီယေဂိုဂက်စီယာမှာဘီဒူးလျင်6စီးဒါမှမဟုတ်9စီးထားရှိခဲ့ပါတယ်။အဲဒီအချိန်တုန်းကလည်းဝင်ကြီးချုပ်နာသနီယာဟုဟာအမေရိကန်ပြည်တော်စုကိုရောက်လာပြီးသမရထရန့်နဲ့တွေ့ခဲ့ပါတယ်။အားလုံးကသမရထရန့်ဟာအစည်းအဝေးပြီးရင်တိုက်ခိုက်မှုတွေကိုခွင့်ပြုလိမ့်မယ်လို့မျှော်လင့်ခဲ့ကြပေမဲ့တကယ်တမ်းမှာတော့အဲဒီလိုမဖြစ်ခဲ့ပါဘူး။တကယ်တော့အဲဒီအစည်းအဝေးပြီးမှဆွေးနွေးပွဲတွေစခဲ့တာပါ။ဒါကြောင့်သူအမေရိကန်ပြည်တော်စုကိုလာရောက်နဲ့အမေရိကန်ကအီရန်ကိုတိုက်ခိုက်ဖို့ခွင့်ပြုလိမ့်မယ်ဆိုတာတော့မဟုတ်ပါဘူး။ဒါဟာဂါဇာ ကိစ္စနဲ့ပတ်သက်တာလည်းဖြစ်နိုင်ပါတယ်။သမရာထရန်ကဂါဇာမှာလည်းအပြည့်ခက်ရဲစဲရေးကိုထွန်းအားပေးနေပြီးအခြေအနေတွေက တော်တော်လေးရှုပ်ထွေးနေတာအကြောင်းပါ။ကာဇာရင်းနဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်ခိန်းကအပြစ်ခက်ရန်စဲရေးအသေးစိတ်အချက်အလက်တွေကိုရှင်းပြခဲ့ရမှာသဘောတူညီဖို့အလားအလာရှိတဲ့အပြစ်ခက်ရန်စဲရေးနှမျိုးကိုဖော်ပြခဲ့ပါတယ်။ပထမတစ်ခုကတော့ရက်ပေါင်း60ခန့်ကြာမြင့်နိုင်တဲ့ယာယီအပြစ်ခက်ရန်စဲရေးဖြစ်ပြီးတော့ ီသဘောတူညီချက်အရအသက်ရှင်နေတဲ့ဒီဇိုင်းကန်တွေရဲ့တဝက်လောက်၁၀ရာနေ၁၂ရောက်ခန့်နဲ့သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကိုပြန်ပြီးမှဖြစ်ပြီးတော့ Israel ထိန်းသိမ်းရေးစခန်းတွေကအကျဉ်းသားတွေနဲ့ဖလှယ်မှုတွေလည်းပါဝင်မှဖြစ်ပါတယ်။ ဒီပထမသဘောတူညီချက်ကဖြစ်နိုင်ခြင်းအများဆုံးလို့သူကသုံးသပ်ပါတယ်။ဒါပေမဲ့လူသည်ရှင်ကြောင်းဆွေးနွေးခြင်းမရှိသေးတဲ့ဒုတိယသဘောတူညီချက်တစ်ခုလည်းရှိနေပြီးတော့ဒါကတော့စစ်ပွဲကိုအပြီးသတ်မဲ့သဘောတူညီချက်ပါပဲ။ Israel တွေကအရင်ကဒီအချက်ကိုတကယ်အလေးနဲ့ထားစပွဲပေါ်တင်ဆွေးနွေးညှိနှိုင်းခဲ့တာမျိုးမရှိပေမဲ့အခုတော့သူတို့ဆွေးနွေးနေပြီလို့ဗိုလ်ချုပ်ဂိမ်းကပြောပါတယ်။ ဒီဒုတိယသဘောတူညီချက်ကတော်တော်လေးအချိန်ဟုန်ရနေပြီးပထမဆုံးအကြိမ်အဖြစ် အခြေခံကောင်းနေရှိနေရလို့သူကဖော်ပြပါရယ်ဒီစစ်ပွဲအဆုံးသက်ရေးသဘောတူညီချက်ထဲမှာပါဝင်မဲ့အဓိကအချက်တွေကတော့အစ္စရေးတပ်တွေဂါဇာကနေပြန်လည်ရွှေ့ပြောင်းသွားရမယ်သူတို့ရဲ့စခန်းအားလုံးကိုဖယ်ရှားပြစ်တာဒါမှမဟုတ်အနည်းဆုံးအဲ့ဒီစခန်းတွေကနေထွက်ခွာသွားရမယ် အရင်ကပြောခဲ့တဲ့ဇင်းချန်လန်နေအားလုံးလဲဂါဇာရဲ့ပဝင်းကျင်မှာပဲဆက်လက်ရှိနေရမှာလို့ပဲဖြစ်ပါတယ်။ဒါအပြင်ဟာမတ်စ်ခေါင်းဆောင်ပိုင်းဟာပြည်ပကိုတင်းရှောင်သွားရမှာတနည်းအားဖြင့်သူတို့ဂါဇာကနေထွက်ခွာသွားရမယ်။ဟာမတ်စ်ကိုစီးရီးအယဖျက်သိမ်းရမှာစားတဲ့အချက်တွေပါဝင်ပါတယ်။စတိုးထားအချက်ကတော့အာရုံနိုင်ငံများစွာပူးပေါင်းပါဝင်တဲ့အဖွဲ့အစည်းတစ်ခုရှိလာမှာဖြစ်ပြီးတော့ဒီအဖွဲ့အစည်းကဂါဇာမှာ အုတ်ချွေရီအဖွဲ့အစည်းအဖြစ်ဆောင်ရွက်မှာပါ။နောက်ဆုံးအနေနဲ့တစားကန်အားလုံးကိုအသက်ရှင်လျက်ကောတည်ဆုံးပြီးသားတွေကိုပါ Israel ထိန်းသိမ်းရေးစခန်းကြီးကအကျဉ်းသားတချို့နဲ့လဲလှယ်ပြီးပြန်လွတ်ပေးမယ့်အစီအစဉ်တချို့လည်းပါဝင်ပါတယ်။ဒီအချက်တွေကိုလက်ရှိမှာဆွေးနွေးနေပြီးတော့အတားအဆီးတွေရှိနေတာတော့သိကြပါဗျ။ အီရန်နဲ့အစ္စရေးအကြားတင်းမာမှုတွေမြင့်တက်နေတဲ့အတွက်ဒေတာရင်းအခြေအနေဟာတော်တော်လေးစိုးရိမ်စရာကောင်းနေပါတယ်။နှစ်ဖက်လုံးရဲ့ပြင်ဆင်မှုတွေနဲ့ပြောဆိုချက်တွေကစစ်ပွဲရဲ့အလားအလာကိုပုံမမြင့်တက်စေပါတယ်။ဂါဇာငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေဘလို့ရလဒ်ကြီးထွက်ပေါ်လာမလဲဆိုတာနဲ့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်အပေါ်နိုင်ငံတကာရဲ့တုံ့ပြန်မှုတွေကိုစောင့်ကြည့်ရပါအောင်မယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့အဆုံးတွေ့ကြပါစို့ရှင်။